အလကဘာမြေစီကပေါက်ဖွားရှင်သန်လာတဲ့တဘာဝတရားရဲ့နတ်ရှိုင်းစမ်းကျတဲ့အလတွေနဲ့အတူဒီတဘာဝတရားကိုမိတီကနေထိုင်ကြတဲ့ကလေးဆန်မြေလီများရဲ့တွာလာနေထိုင်ချက်စားမှုတွေဟာကျမတို့လူသားတွေအတွက်လိလာစရာနေရာတစ်ခုဖြစ်ပေါ်ထွန်းလာခဲ့ပါပြီဒီနေရာလေးကတော့စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ကံဘလူးမြို့နယ်ဂုံကားကျွဝိုင်းတွင်ဇင်းတောင်ရှိ တဘာဝလင်းလို့ကူလင်းတို့ကောင်းကြီးတန်းချီကနေထိုင်တဲ့ဂုံကားကျိုးဝိုင်းတွင်ဇင်းတောင်ရှိတဘာဝလင်းတို့ကူဟာကမ်ဘလူးမျိုးနဲ့45မိုင်ခန့်กว่าမှာ တည်ရှိတာဖြစ်ပါတယ်အေရီယာအကျယ်ဝန်1990ဧကကျယ်ဝန်ပြီးမြောက်ဘက်မှာတော်ကျိုးဝိုင်းအရှိတ်ဘက်မှာ မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်ဂုံကားကျိုးဝိုင်းတောင်ဘက်မှာဘောကျိုးဝိုင်းအနောက်ဘက်မှာစင်းအပါတော်စင်းကြီးရွာကတ္တာကြီးရွာစတာတွေနဲ့နေနမိတ်ထိဆက်နေတာဖြစ်ပါတယ်။တဘာဝထုံးကြောက်နိုင်ကူများကြောက်ဖြာများနဲ့ဖွဲ့စည်းထားတဲ့လင်းတို့ကောင်းများနေထိုင်ရာကြောက်တောင်နိုင်ကူကြီးစီတို့သွားရာတောင်တက်ခီးကတော့အရိုင်းမဆန်ပေမဲ့ အရင်မနှောတဲ့တောလန်းငယ်လေးတစ်ချောင်းဖြတ်တန်းရှောက်လန်းကြရမှာဖြစ်ပါတယ်။လင်းတို့တွေအစာရှာထွက်ချိန်ကိုမှတ်တမ်းတွေရိုက်ကူးလိုတာကြောင့်ကျမတို့အဖွဲ့တောင်ပေါ်စတက်လာခြင်းကညနေပိုင်းမှာမြေပြင်ကြီးမဟုတ်တာမို့ခြေလှမ်းလိုက်တိုင်းအမောလေးဆွပေးမယ်တောရိပ်ခိုးနေအပန်းဖြေဤဆိုသလိုလူမောနေပေမဲ့ ဘဝအမောတွေပြေးစေတာကတော့အသေးချာပါတိရွယ်ခြောက်ထွေးကြနေတဲ့လမ်းကြောက်ခဲမှုတဲ့မပြေဖြစ်တဲ့တောင်တက်ခီးဖြစ်ထားကြောင်းတောင်တက်ဖက်နဲ့သွားရောက်တဲ့ခီးဖြစ်လေသွားရောက်မဲ့ခီးကျွားတွေအတွက်အကြံပြုချင်ပါသေးတယ် အရှင်မှာတော့တဘာဝကအုံဆိုင်ငိုးကားပေးထားတဲ့အရေးလေးတစ်ခုကကျမတို့အဖွဲ့ကိုခဏတာရက်ခါနာဖို့စောင့်ဆိုင်နေပါပြီအပင်ရိတ်ကတင်းငယ်ပေမဲ့မောလာသူတွေအတွက်ပို့တော့အကောင်းဆုံးသောအေးရေစာရပါတိတ်ဆိတ်ရင်တက်နေတဲ့တောရိတ်တောရိတ်မှာကြီးစိုးတဲ့တန်တွေကတော့ပေါ်လာရင်ချင်းကနေတဆင်ထွက်ပေါ်လာတဲ့ အသက်ရှူတဲ့ပြင်းပြင်းတွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဆေးဘောဘာရလကိုကိုဆွဲကိုလက်ကိုတီးပြင်းကတောင်ကြီးဖွားအောင်ရောက်ရမယ်ဆိုတဲ့ခိုင်ကြီးတဲ့တန်တိတ်ထန်တွေနဲ့ရိုက်ရင်တက်တက်ရင်ရိုက်ခါကြွက်ဖွဲ့လုံးဟာတွဲလက်ကောင်းတွေအဖြစ်တူးနဲ့တူး ကန်းစစ်လက်ငန်းကဇင်းတို့ကူဝရောက်ရေးဆိုတဲ့ရည်မှန်းချက်အတိုင်းရှောက်လက်ပြီးတိုင်းပါတယ်အဝေးကနေလင်းတို့ကူဘဝကိုလှမ်းမျောမြင်တွေ့ခွင်နီးတဲ့နီးလာချိန်မှာ တောင်တက်လန်းကမတ်တဲ့မတ်လာပြီးမဲ့ပျော်ရွှင်ခြင်းအားတက်ခြင်းဆိုတဲ့ခံစားချက်တွေကိုဘလို့သောမောပန်းခြင်းကြောက်ရွံ့ခြင်းတွေက မလွှမ်းမိုးမတုံ့လုံစေတော့ပဲရီမန်းချက်ကိုရောက်တော့မယ်ဆိုတဲ့အတွေးတစ်ခုတည်းနဲ့ခြေလန်းတွေကတွက်လက်နေကြပါတယ်ရင်တို့ကူကတောင်ထိပ်ကိုရောက်ချင်မှတော့လှမ်းမြော်ခန်းစားကြည့်ရှုခွင့်ရတဲ့မြူးချင်းဆိုင်ဆိုင်ရှူတိုင်းကိုကြည့်မဝနိုင်တဲ့လှလုံးတဲ့သဘာဝတရားတွေနဲ့အတူ ကျမတို့ရိုက်ကူးရေးအဖွဲ့ခဏတာချွေသိမ်းနားနေနိုင်ခဲ့ကြပါသည်ဒီချိန်လေးအဝေးမှာကျမတို့ရဲ့နှာပြားဝကိုထူးခြားတဲ့အနန်းတစ်ခုကစတဲ့မိဖွဲ့ခဲ့ပါပြီအဲ့ဒီအနန်းကတော့လင်းတို့ချီနံပါပဲဒီနံ့တွေကိုလည်းကျမတို့မဆက်ဆုပ်ပါဘူးဂျာကလည်းတဘာဝကပေးထားတဲ့လက်ဆောင်ယန္တနာတစ်ခုပါလင်းတို့ကောင်းကြီး တန်းချီနေထိုင်တဲ့ဒီကူတဲကလင်းတို့တွေရဲ့မစင်ဖြစ်ပြီးအရက်အခေါ်လူများခေါ်ကြတဲ့လင်းတို့ချီဟာစိုက်ပျိုးရေးကဏ္ဍအချက်တော်အလွန်ကိုတန်ဖိုးများလုံလာပါတယ်ဒီကူတဲကလင်းတို့ချီတွေဟာလဲကျမတို့အမိမီရဲ့စိုက်ပျိုးရေးကဏ္ဍအတွေ့တတော်တနည်းအားကနေအားကူက အားဖြင့်ကြအောင်မှာကတော့အသေးချာပဲဖြစ်ပါတယ် ရင်းနှုတ်ကိုမျက်နှာစာမှာတွေ့မြင်ရတဲ့ကြောက်ပန်းကြောက်ဆွဲတို့ကလည်းလူမထုလက်ထုတဲ့အလားတဘာဝတရားရဲ့ထုစစ်မှုအဖြစ်လှနိုင်လွန်ပါတယ်ဒီအလှတရားတွေဟာတဘာဝဘိုးဘွားတို့ကပေးတဲ့အမွေပါဒီတဘာဝအလှတွေမပြည့်စည်မပပျောက်ပဲရည်ရှိတည်ရမှုဆိုတာကတော့လာရောက်လည်လာသူတွေအနေနဲ့တဘာဝကောင်းခြင်းကို မပြည့်စည်စေဖို့ကိုယ်စီအသိရှိဖို့လိုအပ်လာပါတယ် ဒေတာကန်တွေအနေနဲ့လည်းမိမိတို့ဒေတာရဲ့အလားတည်မြဲစေဖို့စောင့်ရှောက်ကာကွယ်ရမှာဖြစ်ပါတယ်။ဒါဟာတကယ်တော့မိခင်တဘာဝတရားကြီးကို တီမီကာဖြစ်ပေါ်လာတဲ့တဘာဝရဲ့လက်ဆောင်ကောင်းတွေပဲမဟုတ်ပါလားရှင်။လင်းတို့ကူအတွင်းကတော့မှောင်မဲလွန်းလာပါတယ်။ဂူအတွင်းမှာများစွာသောလင်းတို့တွေပြန့်တန်းနေကြပါတယ်။စူညံလုံးနဲ့လင်းတို့အော်တန်တွေကို ဆူညံနေလို့ကျမတို့အဖွဲ့မတတ်မှတ်ခဲ့ကြပါဘူးဒီလိုမျိုးတဘာဝကို အခြေခံတဲ့ခီးသွွားခြင်းနဲ့အတူဘ ഹു တုတ္တရီဒိုးပွားစေဖို့ပြည်သူကိုဖြန့်ဝေနိုင်မှု လူသူကင်းနဲ့တော်ရင်ခီးကိုခက်ခဲစွာသွာလာရင်းကမှကြားခွင့်ရတဲ့အတန်မှုကျမတို့အကျွက်ကတော့ဒီအတန်တွေကနဝင်ပြည်ရမှာမြို့ပြမှာတော့ကြားနိုင်ခဲလွန်လာပါတယ် ညနေစည်းစားကတဖြည်းဖြည်းအရောင်ကျလာပါပြီ။လင်းတို့တွေဂူတွေကနေအစာရှာထွက်မဲ့မြင်းကွင်းကိုကျမတို့ရိုက်ကူးရေးအဖွဲ့စိတ်ရှည်စွာနဲ့စောင့်ဆိုင်နေကြပါတယ်။ဒေတာကန်တွေရဲ့အဆိုအရပုံမှန်ညနေ6:00နာရီကျော်လောက်မှာအစာရှာထွက်လေရှိတတ်ကြပြီးတန်းချီထွက်ထားမှုဂူပေါက်ကထွက်တဲ့ကြာမြင့်ချိန်ဟာ15မိနစ်ခန့်ကြာတယ်လို့လည်းဆိုပါတယ်။ ကျမတို့ရိုက်ကူးမှုဆောင်ရွက်နေတဲ့နေ့မှာတော့ပုံမှန်ထက်အနည်းငယ်နောက်ကျတယ်ဟုပြောကြပါတယ်။လင်းတို့တွေဟာအစာရှာထွက်ခွာရလမ်းကြောင်းပုံစံကရှေ့မှာဥဆောင်ရှေ့ပြေးအဖွဲတပွဲအနောက်မှာအုတ်ချီကအဖွဲလိုက်တတုပ်ပြီးတတုပ်ထွက်ခွာပုံစံလိုလဲတွေ့ဘူးသူတွေကသတ်မှတ်ကြပါတယ်။ဒီချိန်မှာပဲအရှိန်အဟုန်နဲ့အတူလေးမလွတ်တဲ့မြားပမာမြားလှစွာသောလင်းတို့တွေ ခူထဲကနေခရီးရှည်ကိုပြန်တန်းရင်အစာရှာဖို့ထွက်လာကြပါပြီတခဏဆိုတဲ့ရက်စီတမိန်တရက်တစ်ပြက်အကျွေးမှာပဲနေညိုယောင်တန်းနေတဲ့ကောင်းကင်ရံတစ်ခုလုံးမှာပြန်တန်းနေတဲ့နင်းတို့တွေနဲ့အုံလွှမ်းသွားခဲ့ပြီဖြစ်ပါသည်မိခင်တဘာဝတရားကပေးထားတဲ့လက်ဆောင်ဒီကူကြီးထဲမှာ နေထိုင်ကြတဲ့လင်းတို့တွေရဲ့ညနေတိုင်း အစာရှာထွက်တဲ့ဒီခီးနဲ့ဒီမြင်ကွင်းကစမ်းကြဲခြင်းတို့မတတ်မတ်တဲ့သူတွေရှိနိုင်ပေမဲ့တဘာဝတရားနဲ့တက်ရှိဇီဝတို့ရဲ့နေထိုင်ချက်စားမှုကိုလေးလာသူတွေအတွက်ကတော့ဒီမြင်ကွင်းနဲ့လင်းတို့ကတဘာဝထိန်းသိမ်းနေမိကယတနာတဘာလို့တတ်မှတ်ဖွင့်ရအဖြစ်တိရှိနေမှာကတော့မလွဲဧကံပဲဖြစ်ပါတော့တယ် မြို့ပိုင်းနေတဲ့တောင်တန်းများနဲ့ကြောက်ဖြာတောင်ကြောက်လိုင်းကူလင်းတို့လိုင်းကူစတဲ့ဘူမိယူပထူးခြားချက်များနဲ့ပြည့်စုံနေတဲ့လင်းတို့ကူတောင်တဘာဝထိန်းသိမ်းရည်နေမှာတစ်တော်အတွက်တဘာဝပြည်ဟန်စားတာကိုလေလာသူတွေအတွက်တစ်တော်ပညာပေးပြွက်ကလည်းအခန့်သင့်ရှိလာပါတယ်ဒီပြွက်တွေမှာ စကိုင်းတိုင်းဒေသကြီးအတွင်းကျင်းလဲချက်စားနေတဲ့ပြိဿအမျိုးမျိုးတို့ရဲ့ အစိပ်အပိုင်းတွေကို ပြသထားခြင်းဖြစ်ပါတယ်။ဂျိုး၊တရေ၊အစွဲ၊ရုပ်ကျွင်းစသဖြင့်တူရာစုပေါင်း ပြသထားတာဖြစ်ပါတယ်။ဒါအပြင်တတော်ကြီးများအတွင်ပွင့်ဖူးနေကြတဲ့တော်ပန်တောင်ပန်းများရဲ့ဓပုံတွေကိုလည်းပြသထားရှိပါတယ်။ အထူးစိတ်ဝင်စားဖွယ်ကောင်းတာကတော့ကမ္ဘာအကြီးဆုံးကျွန်းမင်းနဲ့ကျွန်းတစ်လုံးဖြတ်ပိုင်းပေါ်ကနှစ်ကွင်းများကိုလေ့လာနိုင်ခြင်းဖြစ်ပါတယ်။ဒီနှစ်ကွင်းတွေကိုကြည့်ပြီးကျွန်းမင်းရဲ့တည်တံ့ကိုသိရှိနိုင်မှာဖြစ်ပါတယ်။ကိုလိုနီခေတ်ကထုတ်ယူခဲ့တဲ့ကျွန်းမင်းကို တွေ့မြင်နိုင်တယ်လို့ကျွန်းအပါအဝင်တဲ့နမူနာများကိုပါဘဟုတုတဖြစ်ပွဲလေ့လာနိုင်မှာဖြစ်ပါတယ်။ တဘာဝအရင်းမြင့်နဲ့တဘာဝအလှတရားများဆိုတာဟာ အမှန်တကယ်တော့အလှကဘာမြင့်နဲ့မိခင်တဘာဝတရားကြီးရဲ့လက်ဆောင်မအမွေနဲ့ကောင်းနေပဲဖြစ်ပါတယ်။ဒီအမွေကောင်းကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းနဲ့အတူအနာဂတ်သားစဉ်မြည်ဆက်တိုင်းလက်ဆင့်ကန်ပြသနိုင်စေဖို့ထိမ့်သိမ်းဆောက်ရှောက်ရမှာကလက်ရှိပြစ်ဆုပ်ပန်းမှာရှိနေကြတဲ့ကျမတို့တွေပဲမဟုတ်ပါလားရှင်။ ပြီးဝေသူနဲ့ဆက်ခံသူတို့ကြားထိမ့်သိမ်းခဲ့ကြတဲ့အခုရှုမြင်နေရတဲ့ဒီတဘာဝတရားတွေကို လူအများလာရောက်လည်လာခြင်းဖြင့်ဘဟုတုတများရရှိစေနိုင်သလိုဒေတာဖွင့်မျိုးရေးစတဲ့ပွင့်လန်းနိုင်ကြစီမှာဖြစ်တာမို့စကိုင်းတိုင်းဒေတာကြီးရွှေဘိုခရိုင်ကံဘလူမျိုးနယ်အတွင်းကဇင်းတောင်ရှိတဘာဝလင်းနိုကူနဲ့တစ်တော်တယံစားတာကောင်းတွေကိုလည်လာလှဲ့ပါလို့ဖိတ်ခေါ်ရင်းရိုက်ကူးတင်ဆက်လိုက်ရပါတယ်ရှင်